ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီတပန်း20ရက်နေ့ဆယ်လပေါ့နော်ဟုတ်ပြီဗျာလအတွက်14ရက်မြောက်နေ့လာတာပါအခုမှဆရာကြီးကိုကြော့ထားတဲ့သူရှိပါတယ်ဒါလူတန်းထားတယ်လို့သူကသုံးတယ်ဆရာကြီးဗျာအခုတင်လွင် .a .th a ဘယ်ရလဲအခုတင်လွင် .th a လာတာရန်ကုန်ကဟုတ်ပြီ။သူကတသိန်းချက်ပါဆရာကြီး။ဒါတို့ပါကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ဆရာ။ဆရာကိုယ်တိုင်တည့်ရဲ့ ြောပါတယ်ဟုတ်ကဲ့ပါဆရာအကျိုးရှိရာကိုဆရာအသုံးပြုပါပါလို့ဟုတ်ကဲ့ဆရာကြီးအများကောင်းကျိုးအများချမ်းသာစိတ်ပညာအတွက်ဟုတ်ကဲ့ဆရာကြီးနောက်ပင်လုံစာပေးရတသိန်းပါဆရာကြီးသာဓုပါတန်ရှင်းပါတသိန်းပါဆရာကြီးတန်ရှင်းတန်ရှင်းရတသိန်းပါဆရာကြီးပင်လုံကတတ်တတ်တန်ရှင်းတတ်တတ်တတ်ဟုတ်ကဲ့ဆရာကြီးတန်ရှင်းရမလို့တန်ရှင်းရဒီမှန်သူပါဆရာကြီးဟောဟောသာဓုပါကတဲ့ဘေးဝင်အေးအေးသေးပဲတန်တက်လိုက်ပြီတော့မကြရအောင် အဲ့ဒါဘယ်သူမှအတိတ်ပိတ်ဆက်မရှိတော့ဟုတ်လားတေးကြလားတေးကြလားကောင်းပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ဟောဥတင်လွင်ဒေါ်သန်းအေးပေါ့နော်ဟုတ်ပြီ तू က Facebook ကနေသိတာမဟုတ်ဘူးဆရာကြီး Facebook ကဆို VPN ခံရတော့ तू ကမကြည့်လို့မရဘူးဟုတ်ပြီဆရာလည်းအသက်80ကျော်ပေါ့နော်အန်တီကအဲ့ဒါ तू ကနေပြီး YouTube ကနေကြည့်ရပါ ဩ YouTube ကနေကြည့်ရပါအဲသူရေးသူပြောတာမနေ့ကမှဖုန်းဆက်ပြီးတော့ဗောနော်သူပြောပြတယ်မနေ့ကမှငွေလွှဲလိုက်တာပါပေါ်ပြီအချိန်နေမှာကလေးကတဲ့လှူကျင်းပါတယ်တဲ့ဘယ်မှာဘလို့လှူရမှန်းမသိလို့ပါတဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာကြီးကိုရိုသေလို့ပါတဲ့ဆရာကြီးကသူများအသက်တွေကယ်နေလို့လှူနေတာဟုတ်ပေါ့နော်လှူကျင်တာပါတဲ့ ကောင်းမှုကုသိုလ်အလှတစ်ခုသူ့အတွက်ပေါ့နော်ကောင်းမှုကုသိုလ်အလှတစ်ခုပြုခြင်းပါလို့ရေးထားပါဟုတ်ပြီအဲ့ဒီအတွက်ဆရာကြီးကလည်းပဲအဒီကောင်းမှုကုသိုလ်အတွက်အားလုံးကိုလေဟုတ်ကဲ့ဆရာကြီးသာဓုခွန်နေအောင်အလှရှင်နာမြတ်ဥတင်ဥတင်လွင်ဒေါ်တန်းအေးဥတင်လွင်ရဲ့အလှတော်ငွေဟာဒေါ်တန်းဒေါ်တန်းဆရာတယောက်တည်းကိုလှူတယ်လို့မယူဆပါနဲ့နော်ဟုတ်ကဲ့ပါဆရာကြီးဆရာဆရာကြီးများရောဤစေပညာကိုတိဆောက်သွားသူများဤစေပညာကို ထိမ့်သိမ့်ထားသူများအားလုံးကိုလှူတယ်လို့ယူဆပါဒါမှကုသလည်းပိုရပါမယ်ဟုတ်ကဲ့ပါဆရာဆရာကြီးကိုလည်းဒီဥစ္စာဆရာကြီးတယောက်တည်းသုံးမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာဆရာရဲ့ဆရာတွေကိုဆရာအခါအားလျော်စွာလူအပ်ရာတွေကိုကုညီပြီးတော့ကြော့ပါတယ်ဟုတ်ကဲ့ပါဆရာကြောင့်မလို့ကြော့ခြင်းဟာတူဦးတွေကိုကြော့တယ်လို့ယူဆမှာတဲ့ဆရာအများကိုကြော့တယ်လို့ယူဆလို့ရှိရင်ပို့ပြီးတော့ကုသူတွေပွားပါတယ်လို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီး ပင်လုံစာပေးရမေးချင်တာပေါ့နော်မေးပါဒီလိုပေါ့နော်အသက်80ပေါ့ဥတင်လွင်ရလဲ84နှစ်ဒေါ်တန်းအေးရလဲ83နှစ်ပေါ့နော်ဘာတော်ကြလဲသူတို့သူတို့ကဟိုပါပေါ့ဇနီးလားဇနီးမောင်နှံပေါ့ဟုတ်ကဲ့ပါဇနီးမောင်နှံသူတို့သာသမီလည်းမရှိဘူးတဲ့ဟုတ်ပြီဆရာကြီးကဟိုတပတ်ကပြောလိုက်တာဆရာကြီးရဲ့ဘဝအကြောင်းသိပြောပေါ့နော်သူတို့နဲ့လည်းဘဝထက်တူပါတဲ့ဟုတ်ပါအဲ့တော့ဆရာကြီးအနေနဲ့သူတို့ကိုလည်းဟိုတနေ့တာပေါ့နော် နေထိုင်နည်းလေးပေါ့စားတော့နေထိုင်နည်းလမ်းညွန်လေးပင်လုံစာပေးရတောင်းဆိုတာပါအဲအဲ့ဒါလည်းသိကောင်းတာဗျာဟုတ်ကဲ့ဆရာကြီးအဲ့တယောက်တည်းတောင်းဆိုတယ်လို့တော့မမြင်ဘူးအများကိုစားပြူပေါ့ဟုတ်ကဲ့ဆရာကြီးတောင်းဆိုတယ်လို့ဆရာမြင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဟောပင်လုံစာပေးကိုအခုတကယ်ကိုပုံမှန်မပြတ်ကြည့်နေတဲ့သူတွေရှိတယ်ဆိုတာသိရတယ်ဟုတ်ကဲ့ပါဆရာကြီး။နောက်ကြည့်ုံနေမို့လိုက်နာတယ်ဆိုတာလည်းသိရတယ်ဟုတ်ကဲ့ပါဆရာကြီး။လိုက်နာတော့မကဘူးလိုက်နာလို့ အကျိုးရှိတယ်ဆိုတာလေဆရာတို့ရှိရောသမီးတို့လည်းပြန်ပြီးဟောတုံ့ပြန်တာလည်းရှိတယ်လေဟုတ်ကဲ့ပါဆရာကြီးဒါရီတွေဆရာတို့ကကျေးဇူးလေးတင်တယ်ဝမ်းလဲတာတယ်အမောလဲပြေပါတယ်ဆရာအသက်80ပြည့်တော့ရတ်တော်မယ်လို့စိတ်ကူးပေးမယ်လို့ဦးပေလဝံလဲအားပေးတယ်ဘေးကလည်းအဲ့လိုဝိုင်းပြီးတော့အားပေးတယ်တော့မလို့ဆရာကြီးပြောနိုင်နေသေးသေးတော့ဆက်ပြောနေပြရပါပေးပါအောင်မယ်ဟုတ်ကဲ့ပါဆရာနောက်မေးတဲ့မေးခွန်းတွေမှန်သမျှလည်းပဲအတူဆုံးအရှင်းဆုံးနဲ့အထီရောက်ဆုံး ပြန်ဖြေပေးပါတယ်လို့ပြောလို့ပါတယ်ဗျာဟုတ်ကဲ့ဆရာကြီးအသက်80ကျော်ဇနီးမောင်နှံအတွက်ပေါ့နော်ဟုတ်ပြီနေထိုင်စားသောက်နည်းလမ်းညွှန်ချက်လေးပေါ့ဆရာကြီးအဲအဲ့ဒါလေးကလည်းပဲဆရာကြီးပြောနေကြစကားလေးကတချို့စုအလွတ်တော်ရလို့တယ်နော်ဟုတ်ကဲ့ဆရာကြီးဘလောက်စင်ရဲစင်ရဲချမ်းသာချမ်းသာဟုတ်ကဲ့ပါအရသာ6မျိုးပဲစားတာစားတာဟုတ်ကဲ့ပါဆရာကြီးချူချင်ဆက်ဖန်ခါအင်္ဂါအဲ့ဒါဆရာကြီးတို့ကအခုလူတရာမှာတရာလေးပဲပြောကြပါစို့ဟုတ်ကဲ့ဆရာကြီးချင်ခါအီကိုအမှန်စားပေးရမယ် ဟုတ်ကဲ့ပါဆရာရှင်။ချင်ခါအေးကိုဟုတ်ကဲ့ပါ။မမှန်စားရမယ်။ကြော်ဖန်ဆက်စိတ်ကိုရှောင်ပြရမယ်။ဟုတ်ကဲ့ပါဆရာရှင်။အဲ့ဒီအသီးလေးနှစ်ခုကိုတကယ်သိရမဟုတ်ဘူးနော်။တကယ်လိုက်နာကြည့်ပါ။ဟုတ်ကဲ့ပါဆရာရှင်။နော်ကြော်ဖန်ဆက်စိတ်မှန်သမျှကိုတကယ်ကိုရှောင်ကြည့်လိုက်။ဟုတ်ကဲ့ပါဆရာရှင်။ဒီတလားနှစ်လားအတွင်းမဟုတ်ကျမရဲ့သိတာလားမလဲ။ဟုတ်ကဲ့ပါဆရာရှင်။ချင်ခါအေးကိုစားကြည့်လိုက်။ဟုတ်ကဲ့ပါဆရာရှင်။ရှိတဲ့ယောဂါတွေတော့လောက်တက်တာသွားတာတွေ့လိမ့်မယ်။ဟုတ်ကဲ့ပါဆရာရှင်။ကျွန်တော်ဆရာတို့က လွယ်လွယ်လေးပြောလိုက်တာကတော့လွယ်လွယ်လေးလို့ထင်ပါเนาะဟုတ်ကဲ့ပါဆရာလွယ်လွယ်လေးပြောလိုက်တာမဟုတ်ပါဘူးဟုတ်ကဲ့ပါနှစ်ပေါင်းများစွာမိမိရဲ့ဆရာဆရာကြီးတွေအတွေ့အကြုံမှာပေါင်းစပ်ပြီးပြောတာဖြစ်ကြောင်မလို့လိုက်နာသူအားလုံးခုမေခွန်းရှင်ဇင်းညောင်းနာเนาะလိုက်နာကြည့်လိုက်တာနဲ့လိုက်နာသမျှအကျိုးရှိသွားမှာပါလို့ဟုတ်ကဲ့ပါဆရာအဲ့တော့ရှင်ပြောသလိုပဲလှတော်သားပြောသလိုဤစကားဒီကောင်းနေစွာအများအတွက်ကြော်ဖန်ဆက်စိတ် ရှောင်းရှောင်းမာလေးဟုတ်ကဲ့ပါချူချင်ခါအီမှန်မှန်စားပြီးဟုတ်ကဲ့ပါဆရာအဲ့လိုပြောပြရနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုစိုးတီဟာပါကိုစိုးတီဟာဟုတ်ပြီအတန်အသက်30ပါဆရာကြီးအငယ်လေးရှိရနော်တန်ယုံမှာလုတ်တယ်တဲ့ထိုင်းရပါဘာယုံမှာတန်ယုံ ။အော်တန်နေလို့တာပေါ့။ဟုတ်ကဲ့ဆရာကြီး။ဟုတ်ပြီ။တန်အောင်ဆိုအလေးပြမမယ်ညော်မိမယ်အဲ့ဒါတော့နော်။ဟုတ်ကဲ့ဆရာကြီး။ဟုတ်ပြီ။ဆရာကြီးခင်ဗျားတဲ့နားပြည်ယိုလို့ဆေးရုံသွားပြတာတဲ့ပြည်တွေဆုတ်ထုတ်ပြီးတဲ့ဆေးပေးပါတယ်တဲ့။ဟုတ်ပြီ။အဲအဲ့ဒီဆေးတွေတဲ့ထည့်ပေးပေးမယ်တဲ့။ထဲ့နေပေမဲ့တဲ့အဆင်မပြေဘူးတဲ့နားကထပ်ဖြစ်ပါတယ်တဲ့ဟုတ်ပြီသူများစကားပြောရင်တဲ့စကားကတဲ့နှစ်တန်ကြားနေရလို့ပါတဲ့အဲမနားနှမေးပါနှစ်ဖက်မတူတော့ဖြစ်မယ်လေဟုတ်ကဲ့ဆရာကြီးပြီးတော့ ပြောတာတယောက်တည်းပဲဟုတ်ကဲ့ဆရာသူဆယ်ထဲမှာနှစ်ယောက်ပြောနေသလိုလိုကြားနေရသူတယောက်တည်းပဲစကားကိုထပ်ထပ်ပြောနေသလိုဟုတ်ကဲ့ဒါဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့ဒါတော့အသေးကိုလေဟုတ်ကဲ့ဆရာစီးထဲတာတို့လိမ့်တာတို့ကတော့မရှောင်တာတော့ပဲထက်ဟုတ်ကဲ့ကောင်းတာကတော့ဘေးနှုံလေဟုတ်ကဲ့ဆရာဒါနှုံခေါ်တယ်နော်ဟုတ်ကဲ့ဒါနသီလေးခေါ်တယ်နော်နသီလေးခေါ်တယ်ဟုတ်ကဲ့ဆရာနှုံနသီနော်ဟုတ်ကဲ့ ဒီလေးဆွဲလိုက်တော့ပါးစောက်ပုံလေးပဲမြင်တာကိုပြောရင်ဟုတ်ကဲ့ပါဆရာကြီးပါးစောက်ပုံလေးနော်ဟုတ်ကဲ့အဲ့ဒါနှစ်ဖက်ဇုံပေါ့ဒီပါးစောက်ပုံလေးဟုတ်ကဲ့အဲ့ဒါဘာလဲရမှာလဲဆိုရင် နေ့ဦးတနခါလေးဟုတ်ကဲ့ပါဆရာကြီးညကြကရမဲလေးဟုတ်ကဲ့ပါနေ့တနခါညကရမဲနေ့တနခါညကရမဲတနခါနဲ့ကရမဲဆိုတော့ခုကိုနေတဲ့နေရာမှာမရှိတော့မြန်မာပြည်လှမ်းမှာလဲချက်ချင်းရမှာဟုတ်ကဲ့ပါဆရာကြီးဒီပြင်းလူရှိမှာမှာချင်း ပင်လုံးသားမှာလိုက်ဟုတ်ကဲ့ပါဆရာပင်လုံးနေစီစဉ်ပေးပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာငါကူညီလိုက်ပါသမီးဟုတ်ကဲ့ပါဆရာနော်နေ့တနခါညကရမဲ့လိမ့်နိုင်ရင်ကောင်းသွားမှာအဲလိမ့်တဲ့အခါတိုင်းလိမ့်တဲ့အခါတိုင်းမှာလက်တန်းတန်လေးဆိုလို့ရှိရင်လေတနခါလိမ့်နဲ့တခေါ်ရဲလိုက်ပါဟုတ်ကဲ့ပါဆရာကရမဲ့လိမ့်နဲ့တခေါ်ရဲလိုက်ပါဟုတ်ကဲ့ပါဆရာအဲ့ဒါဆေးလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီမှာမှတ်ချက်အနေနဲ့ပြောချင်တာကတော့အဲ့လိုကရမဲ့တို့ရစ်တဲ့ခါမှာထင်းရတော့မစားပါနဲ့လို့ဟုတ်ကဲ့ပါဆရာဒါကြုံတိုင်းလေးပြောတယ် ်အခုလဲပြောတယ်နောက်ထပ်လဲဆက်တော့မမီးမလျော်ပြောအောင်ပါဟုတ်ကဲ့ပါဆရာအမှတ်မတည်အဲ့ဒါလုံးဝမတည်ဖုပွိုင်စေဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့ပါအဲ့တော့ဆေးရနေပြီအစိတ်ဖြစ်သွားမှာဆိုလို့ဟုတ်ကဲ့ပါပြင်လိုက်ရင်တိကျတော့မှာပါအကုန်ကြမများပဲနဲ့ကြမ်းမကြီးဟာထူထောင်လွယ်လွယ်လေးနဲ့ဖြစ်သွားမှာပါလို့ဆရာကြီးကအားပေးစကားလဲပြောပါတယ်အကြံလဲပြုလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းပြရာရှင်းကြပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်တပ်မှာထွေးပါဟုတ်ပြီဗျာ28နှစ်ပါဆရာကြီးငငယ်လေးတွေနော်ဟုတ်ကဲ့အကင်အကြော်ရောင်းပါတယ်တဲ့အေးဖြစ်ရမယ်နေရနေပြီးရန်ကုန်လာပြီးတော့ဗောနော်ရောင်းတာဗောအခုရန်ကုန်မှာရောင်းနေတာဗောဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီဆရာကြီးရှင်နဲ့ဝမ်းအမြဲချုပ်ပြီးတဲ့ခါကိုက်နေလို့တဲ့စေကန်းပြတော့တဲ့ကြောက်ကတ်မှာကြောက်မှုန်တွေတွေ့တယ်လို့ပြောပါတယ်တဲ့အေးအဲ့ဒါမပေါ့နဲ့လို့ဆရာပြောခြင်းတယ်နော်ဟုတ်ကဲ့ဆရာကြီးအကင်အကြော်စွာတော့ရေပုံရအားဖြင့်တော့ ဒီဒီဒီကာလမှာဟုတ်ကဲ့ကျမကြီးနဲ့မတည့်ဘူးဟုတ်ကဲ့ဆရာဒါပေမဲ့ကိုယ်ကိုစီပွားရေးလောက်ထားလဲလောက်ပေါ့လုတ်တဲ့အခါတိုင်းလုတ်တဲ့ခါတိုင်းအကျော်အကင်ကင်တဲ့အခါမှာမတ်စတာဖို့မမေ့ပါနဲ့ဟုတ်ကဲ့ပါဆရာရင်နော်မတ်စတာတဲ့ခါမှာမတ်အမျိုးအစားကောင်းကောင်းကိုတက်ပါဟုတ်ကဲ့ပါဆရာရင်နော်ဖြစ်နိုင်ရင်ကိုလုတ်တဲ့နောက်မှာလေပေါ်ပါပါပံကာလေးပေါ်သမီးရဟုတ်ကဲ့ပါဆရာရင်တချို့မရက်ပံကာလေးတွေလေဟုတ်ကဲ့ပါပေါ်ပါပါလေး ကိုနောက်မှာအဲ့ဒီပံကာမျိုးလေးတတ်တာပါဟုတ်ကဲ့ပါဆရာအဲ့တော့ပံကာလေးကကိုနောက်ကနေမှုန်နေရင်ကိုနှာခေါင်းထဲဝင်လာမဲ့ခုနအညွန်နဲ့နေကိုနဲ့မသိတဲ့အရာတွေပြင်ထွက်သွားတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုတားစီနိုင်တာကိုတားစီပါဟုတ်ကဲ့ပါဆရာဟန်တားနိုင်လို့ဟန်တားလို့ရှိရင်တမိကျက်မှရက်ကောင်းလာမှာပါဟုတ်ကဲ့အလုံးလည်းမပြတ်ဘူးပေါ့ဟုတ်ကဲ့ပါဆရာအဲ့တော့ပြောချင်တာကတော့အားလုံးက ပါရည်နိုင်ရည်ရှိပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအလုံးမပြတ်ဖဲနဲ့ကျမရည်ကောင်ဟုတ်ကဲ့ပါဆရာကြီးနော်ဒီတိုင်းအမှုမမဲ့မဲ့နေနေတော့ဒီတိုင်းမဲ့ကြော်စားရှိကြော်လိုက်ဟာစားစရာကြီးမီးစရာရှိမီးလိုက်နှာခေါင်းလည်းဘာမှမတက်ဘူးဟုတ်ကဲ့ပါနောက်ကကိုအကာအကွယ်အထောက်ပံ့ပြီးမှပံကားလေးလည်းမရှိဘူးဆိုရင်တော့အဲ့ဒါတည်းသမီးကိုကအကြော်ရောက်လာကိုက ရောင်းတာကြောတာကိုကတော့ယောဂဝယ်ထားသူဖြစ်မှာဟုတ်ကဲ့ပါဆရာကြီးဘာဆိုကျမ်းမာကြီးရဲ့လက်တပါလားကျမ်းမာကြီးရဲ့အကြီးမားဆုံးလက်ပါအကြီးမားဆုံးလက်ပါဆရာကြီးအကြီးမားဆုံးလက်ပါအဲ့ဒါမျက်စိမပြတ်ပါနဲ့လို့ဟုတ်ကဲ့ပါဆရာကြီးအားလုံးကိုပြောလိုက်တာပါနော်ဟုတ်ကဲ့ပါဆရာကြီးသူကကြောက်ကတ်မှာကြောက်မှုံတွေ့တယ်ပေါ့နော်နောက်တကအသားရည်ရလဲတအားပူတယ်လို့ပြောတယ်တဲ့ဟုတ်ပြီအဲ့ဒါနောက်တကချင်းကိုက်လို့အဖုထွက်ရင်လဲတဲ့မဲပြီးကြံခဲ့တယ်တဲ့ဟုတ်ပြီဘယ်လိုနေထိုင်စားတော့ရမလဲအဲ့အဲ့ဒါတွေ तू ပြောသေးမှာမေဝင်းนี่အကုန်လုံး ခြုံကြည့်လိုက်သူကအပူများလာပဲသူများနေဟုတ်ကဲ့ဆရာနော်ကြောက်ကမှကြောက်ရှိတာအတွက်ကတော့ကြောက်ဖြုံသီးနဲ့ဖရဲသီးကိုစားပြောင်းစားပါဟုတ်ကဲ့ဆရာနော်တောက်တဲ့အခါမှာတာမန်ရေမတော့ပဲနဲ့အခုခေတ်မှာတိတ်လူတွေကန်ကောင်းပါတယ်ရေသံဘူးပေါ်နေတာပဲဟုတ်ကဲ့ပါဆရာအဲရေသံဘူးကိုတောက်ပါဟုတ်ကဲ့ပါနောက်မိန်းကလေးတယောက်အနေနဲ့ဆိုတော့ဒီနေ့ကိုသုံးဘူးလောက်တော့ကျိုးစားကိုအောင်တောက်ပါဟုတ်ကဲ့ပါဆရာဆရာဆိုသူမိဟိုမှာကြည့်ဟိုမှာနှစ်ဘူးနှစ်ဘူးဒီမှာနှစ်ဘူးဒီမှာနှစ်ဒီမှာနှစ်ဘူး ဒီနာဘူးဒီမှာအခုဒီပန်းအိုးတင်လို့ဖယ်လိုက်လို့ဟိုမှာနှစ်ဘူးပြဟိုမှာနှစ်ဘူးเนาะဟုတ်ကဲ့ဆရာကြီးအဲ့ဆရာဘလောက်တောက်လဲဆိုရင်အ ਨੇ ဆုံးတော့ဆရာ၅ဘူးလောက်တောက်တယ်ဟုတ်ကဲ့ပါဆရာကြီးတောက်တော့စီးသွားတာပေါ့ဟုတ်ကဲ့ဆရာအဲ့တော့အမျိုးသားတွေကတော့ရှင်းတယ်သွားတဲ့အခါမတ်တက်ရက်သွားတာပေါ့အမျိုးသမီးကတော့မတ်တက်ရက်သွားမအဆက်ဘူးလေအဲ့တောက်ပါတောက်ပြီးရင်ပေါက်ပါဟုတ်ကဲ့ပါဆရာကြောက်ဖျုံသေးနဲ့ ဖယဲသည်ဖယဲစားပါဟုတ်ကဲ့ပါဆရာကျော်ဖန်ဆက်တွေကိုရှောင်ပါရှောင်ပါချင်ကားအေးကိုစားပါဟုတ်ကဲ့ဆရာနော်အเจ้าနေသိထက်နေပြီသလားဟုတ်ကဲ့ဆရာဒါပေမဲ့ထက်တာထက်တာမလက်ပါဘူးဟုတ်ကဲ့ဆရာနော်ဒီဒီချင်းဒီပုံကနားထောင်ပါပြီမဲ့နောက်တစ်ချိန်ကျနောက်ပုံကထားနားထောင်တော့အကျိုးရှိမှာပါနော်ဟုတ်ကဲ့ပါဆရာကျောင်းလေးဆရာတို့ကချင်ကိုက်ဖူမဲပြီးကြံခဲ့တာဆရာအဲ့ဒါလိန်စည်းလေးလိမ့်ပါသမီးဟုတ်ကဲ့ပါဆရာလိန်စည်းကနှစ်မျိုးရှိပါတယ်ဟုတ်ကဲ့တနခါးတာလိမ့်ပါဟုတ်ကဲ့ပါဆရာနှစ်တဖြူတို့တောင်တန်းကြီးတို့ တောင်တန်ဂရုတို့ဆိုရင်မလိမ့်ပါလဲတော့เนาะဟုတ်ကဲ့ပါဆရာကြီးဘာလို့မြန်မာရိုးရတဏ္ဍခါကနေမှာလဲတဏ္ဍခါချင်းတော့နေမှာအစုံရှိတယ်ဟုတ်ကဲ့ဆရာကြီးเนาะအဲ့ဒီကကိုနေတဲ့တာလဲရမှာဟုတ်ကဲ့ပါဆရာကြီးတဏ္ဍခါလေးဒါလိမ့်မှာเนาะအကောင်းဆုံးပါပဲဟုတ်ကဲ့ပါလိမ့်တဲ့ခါမှာပုတ်လိမ့်တာတဲ့တို့လိမ့်တာပို့ထရောက်တယ်ဟုတ်ကဲ့ပါဆရာကြီးပုတ်မလိမ့်တဲ့နော်တို့လိမ့်မှာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီဗျာအားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမအိသက်ထွေးပါဟုတ်ပြီအိသက်ထွေးအသက်28နှစ်ပါပဲအေးအရွယ်ကောင်းလေးတွေမေးကြတယ်ပါနော်ကလေးတယောက်မိခင်တဲ့ဟုတ်ပြီကလေးက9နှစ်ရှိပြီပေါ့နော်အိမ်မဲရပါ तू က28နှစ်ဟုတ်ကဲ့ဆရာကြီးအဲ့တော့အသက်20လောက်မှအိမ်တော်ကြတဲ့သဘောပဲနော်ဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်တဲ့အသက်25နှစ်တုန်းကတဲ့အဆုတ်ပြည်တယ်လို့တဲ့စေယုံတက်ကုသခဲ့ရပါတယ်တဲ့ဟုတ်ပြီ အခုတဲ့အသက်28နှစ်မှာတဲ့ကြောနေရင် အောင်ချောင်းပြန်ဆိုးလို့တဲ့သွေးတလိပ်စစ်တဲ့အခါမှာတဲ့တီဗီတဲ့အခုတဲ့ဆေးရနှစ်လစာပေးလို့တောက်နေပါတယ်တဲ့အဲ့ဒါအဲ့ဒီကိုစ်ကတော့ဟုတ်ကဲ့ဆရာဆရာညွှန်ကြားတဲ့အတိုင်းနေဟုတ်ကဲ့ပါပြည့်စုံအောင်တောက်ပါဟုတ်ကဲ့ပါဆရာမရက်ပါနဲ့ဟုတ်ကဲ့ပါနောက်တစ်ဖက်ကလည်းပဲအကြုံနဲ့အဆက်တွေကိုရှောင်ပါဟုတ်ကဲ့ပါဆရာဟိုပေးတဲ့ဆေးဦးတဲ့စနစ်ကြကိုစ်ကုံနဲ့အထိတောက်ပါဟုတ်ကဲ့ပါဆရာတဝက်တစ်ပြည့်ရထားလို့တက်တာသွားပြီးတော်ပြီဆိုပြီးတော့ ကိုအသိစိတ်တိုင်းကိုမရက်ပါနဲ့ဟုတ်ကဲ့ပါဆရာကိုကုသပေးတဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပြီးတော့ကုဝါဒမပေါ်ပါနဲ့ဟုတ်ကဲ့ပါဘေးလူတွေကိုအနှောက်အယှက်ဖြစ်မယ်ဘေးလူတွေကိုကူးမယ်ဒါကူးဆက်တာဟုတ်တယ်မြေဟုတ်ကဲ့ပါဆရာပို့ပို့ဟုတ်ကဲ့ပါအဲ့ဒါလေးကတော့မပေါ်ပါနဲ့လို့ပြောချင်နော်ဟုတ်ကဲ့ပါဆရာကြီးတလားရှိပြီတဲ့ စေတောက်တာကြောင်းနဲ့ရင်နေရတဲ့အောင်းလုံးပါပဲတဲ့음ဟုတ်ပြီဆရာကြီးစီမှာလဲတဲ့ဆေးပြဘူးပါတယ်တဲ့ဟုတ်ပြီဆရာကြီးစီကနေတဲ့နီးလန်းယူခြင်းပါတယ်တဲ့အသားရည်လဲမွဲချောက်လာလို့ပါရှင်တဲ့ဟုတ်ပြီအသားရည်မွဲချောက်လဲဆေးရက်လဲနီးလန်းပြီးပြီးသားပါဒါပေမဲ့လို့နာဘူးထပ်မှန်ပြောပြောခြင်းပါတယ်ဟုတ်ကဲ့ပါဆရာနော်လူတိုင်းဟာဘာလူမျိုးဘာကိုယ်ွယ်ကိုယ်ွယ်တောင်ပေါ်နေနေမြေပြတ်နေနေဆေးရဲဆေးရဲချမ်းသာချမ်းသာ စားသမျှအရသာ၆မျိုးတည်းပိုမစားနိုင်ပါဘူးဟုတ်ကဲ့ပါဆရာချူချင်ဆက်ဖန်ခါငံဘယ်နှမျိုးလဲ၆မျိုးပါဆရာအဲ့ဒီ၆မျိုးကိုကြော်ရင်လော်ရင်မိဖို့ရင်กินရင်ကြက်တိုက်ရင်ဟုတ်ကဲ့ပါဆရာအဲ့တော့စေးပညာအရကျတော့အသိတတိထားရတယ်အဂါဒလို့ခေါ်တယ်ဟုတ်ကဲ့ပါဆရာအဂါဒလို့ခေါ်တယ်အဲ့ဒီအဂါဒဇာမှန်သမျှအကုန်ရက်ပါသမီးဟုတ်ကဲ့ပါဆရာနော်ဥမအပြင်ဤကြွေးလို့စမှုစားတို့ဘရာကျော်တို့ငါးကျော်တို့ကြက်ကျော်တို့ကလေးတွေစားတဲ့ လေးနဲ့ဖောင်းထားတဲ့အာလူကျော်ငမုတ်ကျော်လို့ဟုတ်ကဲ့ပါဆရာအဲ့လိုအကျော်တွေကိုရှောင်ပါနော်ဟုတ်ကဲ့ပါဆရာတကယ်လို့စားခြင်းရင်လည်းပဲအဲ့အကျော်တွေစားခြင်းလည်းပဲမကြီးဖြော်ရည်တို့ဒိန်ညင်တို့နဲ့တွေ့စားတာမျိုးဆိုတော့စားတင်ပါလေစားပါဟုတ်ကဲ့ပါဆရာ။ရှောင်းနိုင်တော့အကောင်းဆုံးပေါ့နော်။ဟုတ်ကဲ့ပါဆရာ။အဲ့လိုအကျော်မသားရှောင်းတော့အချင်းနဲ့အခါကိုမှန်မှန်လေးစားပေးရင်စေကုသာသမျှစေကုဘီတကယ်ဆိုဟုတ်ကဲ့ပါဆရာ။ယောဂဟာပျောက်ကင်းသက်သာသွားမှာပါလို့ဆရာကြီးက ကူညီလမ်းညွှန်လိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာ